မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့ခမရ905တပ်ကိုရောက်ရှိလာတဲ့စစ်ကူစစ်ကြောင်းကစစ်မှုထမ်းတပ်သားတဲ့အယောက်30ကျော်ဟာ ထွက်ပြေးသွားတဲ့အတွက်စစ်တပ်ကပိတ်ဆို့ပြီးတော့ရှာဖွေနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့မှာရှိတဲ့ခမရ905တပ်ကိုစစ်မှုထမ်းတပ်သားတဲ့များနဲ့ပြည်သူစစ်များစစ်ကူပေးပို့လာတယ်လို့သိရပါတယ်။အခုလိုပေးပို့လာတဲ့စစ်ကူစစ်ကြောင်းကစစ်မှုထမ်းတပ်သားတဲ့အယောက်30ကျော်ဟာထွက်ပြေးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးထွက်ပြေးသွားတဲ့အတွက်ကျုံတိုးမြို့အပါအဝင်စစ်မှုထမ်းတပ်သားတဲ့များဖြတ်တန်းသွားလာနိုင်တယ်လို့ယူဆရတဲ့နေရာပေါင်းစုံကိုစစ်ခွေးတပ်ကပိတ်ဆို့ပြီးတော့ရှာဖွေနေတယ်လို့ပြောပါတယ်။ ်ထွက်ပြေးသွားတဲ့စစ်မှုထမ်းတပ်သားတွေကစစ်မှုထမ်းတပ်သားတဲ့6ဦးကိုတော့ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ကြုံတိုးထမင်းဆိုင်မှာထွက်ပြေးသွားတဲ့စစ်မှုထမ်းတပ်သားတဲ့6ဦးကိုပြန်ပြီးတော့ဖမ်းမိတယ်။အခုကြံနေတဲ့လွတ်နေတဲ့စစ်မှုထမ်းတပ်သားတွေပြန်ဖမ်းမိဖို့အတွက်ဂျိုင်းဒရာတာမညအိန္ဒုဖအံတန်လွင်တရားတွေမှာပိတ်ဆို့ပြီးတော့ရှာဖွေနေတယ်လို့ကရင်စည်ရေးသတင်းရင်းမြစ်ကပြောပါတယ်လက်တလုံးမှာကြုံတိုးမြို့အင်ဂျီယွာမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ခွေးစစ်ကြောင်းကစစ်သားများဟာ KNL တပ်များထံကိုအလင်းဝင်မှုများလည်းရှိနေတယ်လို့သိရပါတယ် ဩဂတ်စ်လ20ရက်နေ့ကနေဩဂတ်စ်လကုန်နေ့အထိတေဆုံးစစ်သား40ဝန်းကျင်ရှိပါတယ်အလောင်းကောက်လို့ရတာတွေကိုဂျမ်းရွာတင်းချိုင်းမှာရွာရဲအုပ်ချုပ်ရင်းမှုတွေကမြုပ်ခိုင်းတယ်ဒဏ်ရာရတာတွေကိုတော့ဂျမ်းရွာမှာရှိတဲ့နိုင်ရေးကူညီမှုကားတွေကိုချောဆွဲပြီးဖမ်းတောင်ကလေးစေးုံကိုပို့နေတယ်လို့ကရင်စီရေးသတင်းရင်းမြစ်ကပြောပါတယ်ကျုံတုံးမြို့တဝိုက်မှာဘိုးအေဆေးဝါဦးဆောင်တဲ့စစ်ကြောင်းအပါအဝင် KNL မဟာမိတ်တပ်များကစစ်တပ်ကိုတိုက်ခိုက်နေတဲ့အတွက်စစ်တပ်ကလက်နက်ကြီးများအတွဲလိုက်ဒုံးများနဲ့ကျေးရွာများကိုဥတီပြီးတော့ပစ်ခတ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စည်ရေးသတင်းကတော့မကွေတိုင်းပေါ့မြုံနယ်အမှတ်24ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ24ကိုရောက်လာတဲ့စစ်ကောင်စီရင်နှန်းများနဲ့တပ်သားများဟာစိတ်ဖြူမြို့နယ်မှာရှိတဲ့ကပ္ပစ22နဲ့ရောဒေတာဘက်ကိုအင်အားတွေဖြန့်ခွဲပြီးတော့စစ်ကြောင်းထုတ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပေါ့မြုံနယ်မြားပိုင်းကျေးရွာအနီးမှာရှိတဲ့ကပ္ပစ24ကနေတဆင်ထီးလင်းမြို့နယ်ဘက်လမ်းပိုင်းမှာရှိတဲ့ရေပြူကျေးရွာမှာအင်အား200ဖြည့်တင်းပြီးတဲ့အပြင်ပေါ့မြုံနယ်နဲ့ထီးလင်းမြို့နယ်အဆက်ကြားပုံတောင်ကျော်မှာ စစ်ကြောင်းတစ်ကြောင်းနဲ့လှုပ်ရှားနေတယ်လို့ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကပြောဆိုထားပါတယ်။တရင်အရတော့ဒီကောင်တွေဆုံးရှုံးထားတဲ့နတ်ထိတ်ကိုပြန်လဲရယူနိုင်ရေးအတွက်စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့ထီးလင်းပကဖကတောင်းရှိသူကတုံ့တက်ထားပါတယ်။သခိုင်းတိုင်းနဲ့မကွေးတိုင်းအဆက်ပလဲမြို့နယ်အနောက်ပိုင်းမှာရှိတဲ့နတ်ထိတ်တောင်ပုံတောင်ကိုရောဒေတာကာကွယ်အဖွဲ့များကထိန်းချုပ်ထားပြီးတော့ရေနံမော်အချို့လည်းရှိတယ်လို့သိရပါတယ်။ဒါအပြင်ပေါ့မြို့နယ်အရှိတောင်ပိုင်းမှာရောက်ရှိနေတဲ့ရိတ်ခါကားအပါအဝင် တရားကြော်ပါတဲ့စစ်ကောင်စီရဲ့ရင်နှန်းဟာစိတ်ဖြူမြို့နယ်အတွင်းကိုစတဲ့ဝင်ရောက်နေပြီးတော့ကပ္ပစာ22ကိုဥတည်နေတယ်လို့ပေါ့မြို့နယ်စစ်ရေးတရင်းမြစ်ချုပ်ကပြောပါတယ်စစ်ကောင်စီတပ်ဟာယာကြီးပြင်ဇီးပြတိချိုကုံအစရှိတဲ့ပေါ့မြို့နယ်က ပြူစောတိရွာတွေကိုရိတ်ခါဖြည့်တင်းခြင်းတွေကိုလည်းပြုလုပ်ထားတယ်လို့သိရပါတယ်။မန္တလေးအဆင့်ပခုတ်ကူအဆင့်ကဖြတ်လေးဖြတ်ဖြတ်နိုင်တယ်။မြေပြင်စစ်ကြောင်းကနေပြီးတော့ဖြတ်တောင်းမှုကရောဘတ်အထိတော့မရောက်သေးဘူး။ပောက်ကူအင်အားတွေဖြည့်တင်းနေရကနေပြီးတော့ရောရခိုင်ချင်းကိုဖြတ်တောက်ဖို့ကသူတို့ရဲ့အဓိကရည်မှန်းချက်ပဲ။အဲ့ဒီလိုတွေဖြစ်လာနိုင်မလား။မဖြစ်လာနိုင်ဘူးလားဆိုတာကတော့ရှေ့ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲလို့မကွေးတိုင်းစီရေးသတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီရဲ့နေ့စဉ်လေးကြောင်းကနေတိုက်ခိုက်မှုများတဲ့အတူလက်ရှိစီရေးအခြေအနေများကြောင့်ပြည်သူများဟာလုံခြုံရေးကိုအထူးသတိပြုကြရန် လဲဒေတာရင်းအရက်ဘက်အဖွဲ့အစည်းများကတိုက်တွန်းထားပါဗျ။မေလနောက်ဆုံးဘက်ကစပြီးတော့ပခုတ်ကိုအခြေဆိုင်တမတရားတက်ကပေါ့ညွတ်နေအခြေဆိုင်ကပါစာ24ကိုစစ်ကောင်စီကအင်အားတွေဖြစ်တင်းနေတယ်လို့သိရပါဗျ။အမှတ်တရားတက်ချင်းမြန်တမဌာနချုပ်လက်အောက်ခံခြေလင်းတိုက်ရင်းများဖြစ်ကြတယ်။ခလာရ25တက်15နဲ့15 4 25ခွန်25 8 25ကို235တိုက်ရင်းများနဲ့ပြည်သူစစ်တင်တဲ့အပတ်စဉ်96 8 9တို့က တင်းနန်းစင်စုစုပေါင်းအင်အားတရာခန့်ပါဝင်တယ်လို့သိရပါဗျ။စစ်ခွေးတပ်များဟာဩဂတ်စ်လ20ရက်နေ့ကကပ္ပစ24ကိုရောက်ရှိပြီးတဲ့နောက်ကျွေးရွာများကိုမိရှို့ခြင်းနဲ့အရဲသားများကိုတပ်ဖြတ်မှုများဇက်တိုက်ကျူးလွန်နေတယ်လို့သိရပါဗျ။မကွေးတိုင်းအတွဲမှာပေါ့မြန်စော်ထီးလင်းနဲ့ရေးစကြိုမြို့နယ်များကိုလည်းစစ်ခွေးတပ်ကအရေးပေါ်အခြေအနေအဖြစ်နဲ့ကြီးညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းအောင်မြေသာဆန်မြို့နယ်မှာလူပေါင်း200နီးပါးတေဆုံးခဲ့ရတဲ့ Sky Villa Condo အဆောက်အုံပြိုကျမှုမှာတေဆုံးသူများကို Condo ကိုဆောက်လုပ်တဲ့ NDL ကုမ္ပဏီကတောင်းပန်ခြင်းမရှိဘဲ တေဆုံးသူတအုပ်ကိုသိန်းတရာပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိတဲ့ငလျင်ကြီးကြောင့်မန္တလေးမြို့မှာရှိတဲ့ Sky Villa Condo အဆောက်အအုံများပြိုကျပျက်စီးခဲ့ပြီးတော့အဲ့ဒီ Condo မှာနေထိုင်တဲ့မိသားစု200နီးပါးတေဆုံးခဲ့ခြင်းနဲ့ပျောက်ဆုံးခြင်းများဖြစ်ပေါ်ခဲ့ပြီးတော့ယခင် August လအထိကိုအလောင်းနေဆက်လက်ပြီးတော့ရှာဖွေတွေ့ရှိနေဆဲဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီ Sky Villa Condo အဆောက်အအုံကိုတိဆောက်ရောင်းချခဲ့တဲ့ NTL Company ကတေဆုံးသူများအထက်ဂယုနာထောက်ပံ့ခြင်းအဖြစ်တေဆုံးသူတအူးကိုငွေကျပ်300တိတိကိုလာမဲ့စက်တဘာလ10ရက်နေ့ကနေစတင်ပေးအပ်သွားမှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒါကြောင့်ဒေသုံးကြောင်အထောက်အထားစာရွက်စာတမ်းများနဲ့ခိုင်လုံတဲ့အချက်အလက်များနဲ့အတူ Sky Villa ယာယီကိုကဲရဲရုံးမှာလာရောက်ပြီးတော့ရှောက်ထားနိုင်တယ်လို့ကြေညာထားပါတယ်။ အခုလိုတေဆုံးသူတအူးကိုငွေချက်300ရောချေးပေးမယ်လို့ကြေညာထားတော်လဲ Sky Villa ဆောက်လုပ်ခဲ့တဲ့ Antel Company ကတေဆုံးခဲ့ရတဲ့သူများရဲ့မိသားစုဝင်များကိုတော့လုံးဝတောင်းပန်ခြင်းမရှိဘူးလို့သိရပါတယ်။ငလျင်တန်ခန်းနိုင်နေဆိုပြီးတော့လိန်ပြီးရောင်းနေတခန်းကိုတင်းကိုထောင်ချီပေးရတယ်။နေတဲ့မိသားစုတွေအားလုံးကလည်းတကယ့်ကိုပတ်စံတက်နိုင်တဲ့မိသားစုတွေကြီးပါပဲ။အခုအချိန်ထိသူတို့ဘက်ကလိန်ပြီးရောင်းခဲ့တာကိုပြန်မတောင်းပန်ဘူး။အထက်စီးကနေပြီးတော့တေဆုံးသူတအူးအတွက်300ရောချေးပေးမယ်ဆိုပြီးတော့လုပ်တယ်။ တောင်းပန်စကားတခွန်းတော်မပြောလို့ကြံရည်သူမိသားစုတွေကအကုန်ဒေါသထွက်နေကြပြီလို့ Sky Filler Condo မှာတေဆုံးခဲ့ရသူပြည်သူတို့ရဲ့ကြံရည်သူမိသားစုဝင်များကပြောဆိုနေကြပါတယ် Sky Filler Condo ကို NTL Company ကတာဝန်ယူတည်ဆောက်ခဲ့ပြီးတော့ I Myanmar House ကရောင်းချခဲ့က ရောင်းချတဲ့အချိန်က Million Dan ခံနိုင်တဲ့ Foundation နဲ့ဘိုးဘွားပိုင်မြေပိုင်ဆိုင်မှုအခိုင်အမာဆော့လုပ်ထားတဲ့အတွက်နောင်ရေးအတွက်စိတ်အေးရတယ်ဆိုပြီးတော့ကြီးညာရောင်းချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် Matchland 28ရက်နေ့က Million လောက်ခဲ့တဲ့အချိန် Sky Filler လကွန်ဒိုရဲ့အဆောက်အုံ A ဟာ6ထပ်အထိမြေကြီးတဲကိုရောက်သွားခဲ့ပြီးတော့အဆောက်အုံ BCD သုံးခုစလုံးဟာလုံးဝပြိုကျသွားကလူပေါင်းရာနဲ့ချီသေးဆုံးခြင်းနဲ့ပျောက်ဆုံးခြင်းများဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။ Skyville ကွန်ဒိုကို2018ခုနှစ်မှာဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးအိမ်ယာအထူးဈေးရောင်းပွဲတော်များနဲ့ရောင်းချခဲ့ကကွန်ဒိုအခန်းတစ်ခန်းကို3,800အထိခေါ်ဈေးနဲ့ရောင်းချခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA, TNL နဲ့ AA အပါအဝင်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မူဆယ်တရား၅မိုင်ကုန်းသွယ်ရေးဂိတ်ကိုပြန်လည်ရရှိရေးအတွက်တရုတ်အစိုးရထံကိုစစ်ခွေးတပ်ကအဆိုပြုတင်ပြထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရင်ကဩဂတ်စ်လလယ်ပိုင်းအတွင်းမှာစစ်ခွေးတပ်ကတရုတ်အစိုးရထံကိုနှစ်နိုင်ငံကုန်သွယ်မှုလမ်းကြောင်းများပြန်လည်ဖွင့်လှစ်ရင်းနဲ့နေဆက်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ကူညီဆောင်ရွက်ပေးရန်အဆိုပြုခဲ့ပြီးတော့အဲ့ဒီအဆိုပြုချက်မှာတရုတ်မြန်မာနယ်စပ်ကုန်သွယ် ွယ်ရေးအတွက်အဓိကကျတဲ့မူဆယ်105မိုင်ကုံသွယ်ရေးဇုံကိုမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲကစစ်တပ်ထံကိုပြန်ပေးရန်ကုညီဆောင်ရွက်ပေးရေးကိုတရားဝင်တင်ပြတောင်းဆိုထားတယ်လို့သိရပါဗျ။မူဆယ်105မိုင်ကုံသွယ်ရေးဂိတ်ကိုပြန်ပြီးတော့မရရင် နိုင်ငံရဲ့ကုံသွယ်ရေးကစပြီးတော့ခတ်ဖို့ရှိပါတယ်အဲဒါကြောင့်ကုံသွယ်ရေးစုံကိုပြန်လဲရရှိဖို့အတွက်တရုတ်နိုင်ငံကကူညီပေးဖို့ဒီဘက်ကနေအဆိုပြုတင်ပြထားပါတယ်ဒီကုံသွယ်ရေးစုံကိုမရရင်နေဆက်ဒေသတည်ငြိမ်ရေးအတွက်အနောက်ဆက်ဖြစ်နိုင်တယ်နိုင်ငံစည်းဝါးရေးကုလူဆက်ဆံဖို့လဲအတားအဆီးဖြစ်နိုင်တယ်ဆိုတာမျိုး တရုတ်အစိုးရစီကိုတင်ပြထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါအပြင်လက်တလုံးမှာမင်းအောင်လှိုင်ရဲ့တရုတ်ခီးစဉ်အတွင်းမှာလည်းရှမ်းမြောက်ပိုင်းဒေသအရေးကိုထည့်သွင်းပြီးတော့ဆွေးနွေးမှုများရှိရာလာမယ့်ကာလအတွင်းမှာမူဆယ်တရား၅မိုင်ကုန်သွယ်ရေးဇုံကိုပြန်လည်ရရှိရေးအတွက်အသေးစိတ်ဆွေးနွေးကြမှာဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ်။မြောက်ပိုင်းနဲ့ရှမ်းမြောက်ဒေသအရေးအတွက်တရုတ်သမ္မတနဲ့ထည့်သွင်းဆွေးနွေးတာရှိတော့ မူဆယ်တရား၅မိုင်ကုံသွေးရေးဆောင်ကိစ္စကိုလည်းတရုတ်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ဆွေးနွေးတဲ့အခါမှာအသေးစိတ်ပြောဆိုတာတွေပါလာမယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောပါရယ်လက်ရှိမှာစစ်ခွေးတပ်က တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိပဲတရုတ်ဘက်ကဝင်လာတဲ့ကုန်ပစ္စည်းများကိုလည်းစီမံချက်နဲ့ဖမ်းဆီးမှုများလုပ်ဆောင်နေတယ်လို့သိရပါဗယ်။မင်းအောင်လိုင်ကဩဂတ်စ်လ31ရက်နေ့ကတရုတ်ခရီးစဉ်မှာလက်ရှိနယ်စပ်ဒေသမတည်ငြိမ်မှုများကြောင့်ယူနန်ပြည်နယ်ရဲ့စီးပွားရေးကိုလည်းထိခိုက်လျက်ရှိတယ်လို့ပြောပါဗယ်။တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ2023 2024ဘန်ဒါရေးနှစ်အတွင်း အမေရိကန်ဒေါ်လာတန်း3200ကျော်ရှိတဲ့တဲကမူဆန်ရွှေလီနေဆက်ဂိတ်ကအမေရိကန်ဒေါ်လာတန်း2000ကျော်ကုန်စည်စည်းဆဲမှုရှိခဲ့ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဩဂတ်စ်လ30ရက်နေ့ကတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံတဲ့အချိန်မှာ မင်းအောင်လိုင်ကမြန်မာနိုင်ငံမြောက်ပိုင်းဒေသတည်ငြိမ်ရေးအတွက်နေဆက်ဒေသကလက်နက်ကိုင်အဖွဲ့များကိုတရုတ်ကဖိအားပေးမှုများအတွက်ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်ရေးအတွက်နေဆက်ဒေသလက်နက်ကိုင်အဖွဲ့များကိုတရုတ်နိုင်ငံကဖိအားပေးဆောင်ရွက်မှုတွေကြောင်းငြိမ်းချမ်းရေးရရှိတဲ့အခြေအနေများတွေ့လာရမှုအတွက်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်လို့စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကတရုတ်သမ္မတရှီကျင်းဖင်တန်းကိုကျေးဇူးတင်ကြောင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုတန်ဖြူးမြို့နယ်မြို့ချောင်းတရားပေါ်မှာအောင်စီရွံ့ကျေးရွာသားလူငယ်နှစ်ဦးကိုအချမ်းပတ်ဆက်တက်ကအချောင်းမဲ့ပြစ်ခတ်တပ်ဖြတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ၁ရက်နေ့မနက်ပိုင်းမှာအချမ်းပတ်စစ်ခွေးတက်ကအသက်၁၈နှစ်အရွယ်မောင်ဟင်းဝေဆိုးနဲ့အသက်၁၈နှစ်အရွယ်မောင်မျိုးစုံအောင်တို့နှစ်ဦးကိုပြစ်တက်ခဲ့တယ်လို့သိရပါဗျ။တရားပေါ်မှာဖြတ်တန်းတဲ့အချိန်မှာစစ်ခွေးတက်ကလိုက်လံပြစ်ခတ်တပ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းမဲ့တက်တက်ကိုပြစ်တက်ခဲ့ခြင်းဖြစ်ကြောင်းမိတ်ဆွေများကပြောဆိုထားပါတယ်အရက်သားတွေပါဗျာဒါကိုဒီကောင်တွေကတဖက်ကန်းကနေစောင့်ပြီးတော့တရားပေါ်မှာကလေးတွေလာနေတော့ပြစ်တာပါအောင်စီယွန်းကြေးရွာကိုသူတို့ကအမဲရောက်နေမြေဆိုပြီးတော့တတ်မှတ်ပြီးပြစ်တယ်ဆိုတာမျိုးတော့ပြောလာတယ်ပြစ်ခတ်တက်ဖြတ်တာကတော့အကြောင်းမဲ့ပြစ်တက်တာပါလို့ပြစ်ခတ်တက်ဖြတ်ခံရတယ်မောင်ဟင်းဝေဆိုရဲ့ ဆွေမျိုးသားချင်းတအုပ်ကရှင်းပြထားပါတယ်အချက်မှစိတ်ခွဲတက်ကမောင်မျိုးစုံအောင်နဲ့မောင်ဟိဝေစိုးတို့ကိုပြစ်ခတ်တဲ့အချိန်မှာမောင်မျိုးစုံအောင်ဟာရင်းဘက်ကိုခြေစံထိမှန်ပြီးတော့ရွာကိုပြန်လဲရောက်ရှိတဲ့အထိအာတင်းပြီးထွက်ပြေးနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့မိဘဆွေမျိုးများကစေကူတာပေးနိုင်ရေးအတွက်စေယုံကိုတင်ပို့တဲ့အချိန်မှာလမ်းတော်ကမာရင်တိတ်ဆုံးသွားခဲ့ကြောင်းသိရပါတယ်မောင်ဟိဝေစိုးကတော့တရားပေါ်မှာတင်ပွဲချင်းပြီးတိတ်ဆုံးကစိတ်ခွဲတက်ကရုံအလောင်းကိုကောက်ခွင့်မပြုဘဲအချိန်ကြာမြင့်စွာထားထားတယ်လို့ပြောပါတယ် စစ်ခွေးတက်ကဖြူးမြုံနယ်မှာစစ်စင်းရေးဂိတ်များချပြီးတော့ပြည်သူများကိုငွေညှိချင်းချိန်ချောက်ချင်းဖမ်းဆီးရိုက်နှက်ချင်းတပ်ဖြတ်ချင်းများကိုအရှိန်ဟုန်မြင့်ပြီးတော့လုဆောင်နေပြီးလူငယ်အများစုဟာဖြူးမြုံနယ်အဝင်အထွက်ဂိတ်များမှာဖမ်းဆီးခံရမှုများမကြာခဏဖြစ်ပွားလျက်ရှိတယ်လို့ဒေသခံပြည်သူများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့မှာရှိတဲ့မြို့နယ်ခုနှစ်ခုမှာတပတ်အတွင်းအချမ်းဘတ်စစ်ခွေးတပ်ရဲ့ဖမ်းဆီးခံရသူစုစုပေါင်း28ဦးထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ25ရက်နေ့ကနေ31ရက်နေ့အတွင်းကြည်မြတိုင်းမင်္ဂလာတုံလှိုင်းရန်ကင်းတောင်ဥကလာပါမင်္ဂလာတောင်မြို့နယ်မရန်ကုန်မြို့နယ်များမှာဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ RSN ကထုတ်ပြန်ထားပါတယ်။တရင်အတီကျနဲ့ရှာဖွေဖမ်းဆီးခံရသူက5ဦး ်အဲစင်းစစ်ပြီးတဲ့နောက်ဖမ်းဆီးခံရသူ6ဦးလမ်းမပေါ်မှာရှောင်တခင်စစ်ဆေးခံရပြီးတော့ဖမ်းခံရသူ4ဦးနဲ့ဘာကြောင့်ဖမ်းသွားမှန်းမသိဘဲနဲ့အဖမ်းခံရသူ10ဦးလို့ဖြစ်တယ်လို့ RSN ကဖော်ပြထားပါတယ်အဲ့ဒီမြို့နယ်များအပြင်စမ်းကြောင်းနဲ့တင်ကန်းကြောင်းမြို့နယ်များမှာလည်းဖမ်းဆီးမှုများရှိနေတယ်လို့သိရတော့လဲစုံစမ်းနေစေဖြစ်တယ်လို့အသိပေးထားပါတယ်။လှိုင်မြို့နယ်၂ရပ်ကွက်နဲ့၅ရပ်ကွက်တို့မှာရပ်ကွက်အုပ်ချုပ်ရေးမှူးများဟာစစ်ခွင်လက်အောက်ခံပြူစောတိများနဲ့ပူးပေါင်းပြီးတော့စစ်မှုရန်ကိစ္စနဲ့ပြည်သူများကိုချိန်ချောက်မှုများပြစ်လုံနေကြောင်းဒေသခံတို့ကပြောပါတယ်။ ပတ်စံရှိတဲ့သူတွေကတော့သားသမီးတွေကိုငွေပေးပြီးလိုက်ထုတ်နိုင်ပေမယ့်စင်ရဲသားနေများမိသားစုတွေကတော့စစ်မှုထမ်းနေတဲ့ပါသွားပါပြီလို့၎င်းကလက်ရှိကြုံတွေ့နေရတဲ့အခြေအနေကိုအတိအပြုပြောကြားထားပါဗျ။ဩဂတ်စအတွင်းမှာရန်ကုန်တိုင်းမှာရှိတဲ့မြို့နယ်တချို့မှာစိုက်ကားနေတဲ့သူတွေကိုလူတစုကလိုက်လံငှားရမ်းပြီးတော့ခေါ်ဆောင်သွားတာအဆက်အသွယ်မရတော့တဲ့ဖြစ်စဉ်များလည်းရှိခဲ့တယ်လို့ RSN ကပြောဆိုထားပါတယ်။လှိုင်းကျင်းမြင်တိုင်းတာမွေစတဲ့မြို့နယ်များမှာအခုလိုဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ဗုဒ္ဓံအတွက်လိန်လေဖမ်းဆီးခြင်းလည်းဖြစ်နိုင်တယ်လို့ဒေသခံများကတုံ့တက်ထားပါတယ်ဒါအပြင်အခုတစ်ပတ်အတွင်းမှာရန်ကုန်မြို့မှာရှိတဲ့မြို့နယ်73ခုမှာအဲစင်းစစ်တဲ့ဖြစ်စဉ်22ခုရှိခဲ့တယ်လို့ RSN ကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ